ပလန်ပါဗောကျွန်တော် life plan ပါကျွန်တော်အိမ်အောင်ပြုဖို့ဆိုတာကျွန်တော်တခါမှမစဉ်းစားခဲ့ဘူးဗောနော်အဲသူနဲ့ကြတော့ဒါဒီလိုပဲကိုယ်ပေါ်လဲကောင်းတယ်ကုစားပါလဲပါတယ်ကုကူတိုင်းလဲချစ်တယ်ဗောအဲ့တော့ကြောင့်မလို့လက်တွဲပြစ်သွားတယ်ကျွန်တော်ရည်စားရထားဘူးတယ်တခါမှအဲ့လောက်ထိဂယူအဆိုင်မခံဘူးဗောနော်အဲတစ်နှစ်ပြည့်ရင်တော့ဆက်ဆက်မယ်ရည်စုံရတယ်နှစ်နှစ်ပြည့်ရင်တော့နှစ်နှစ်ပြည့်ရဲ့နေ့မှာလက်ထပ်မယ်လို့ပြောတာအဲအခုတော့ကျွန်တော်ခရီးတိုင်းနှစ်နှစ်ပြည့်ရဲ့နေ့ဗောကျွန်တော်ရဲ့ anniversary date မှာပဲလက်ထပ်ပြစ်သွားတာအဲ့တော့လေးမယ်ပါခင်ဗျာ ကျွန်တော်တက်ရလဲမငယ်တော့ဘူးပေါ့နော်ကျွန်တော်အသက်အခု36ရှိသွားတယ်အဲကျွန်တော်ဟိုကြိုက်တာတော့နှစ်နှစ်ပေါ့ပထမသူစားကြိုက်တည်းကတော့ပြောပါကိုနဲ့အဆင်ပြေနဲ့ကြိုက်တာနဲ့3-4လောက်ကြာတဲ့ကစိတ်ထားတွေပါသူနဲ့အဆင်ပြေရောအဲ့အတွက်ကြောင့်မလို့သူ့ကို အဲတနှစ်ပြည့်တော့ဆက်ဆက်မယ်ရီးဆုံးရတယ်နှစ်နှစ်ပြည့်တော့နှစ်နှစ်ပြည့်နေ့မှာလက်ထပ်မယ်လို့ပြောတာအဲအခုတော့ကျွန်တော်ခရီးတိုင်းနှစ်နှစ်ပြည့်ရဲ့နေ့ပေါ့ကျွန်တော်တို့ရဲ့ anniversary date မှာပဲလက်ထပ်ပြသွားတာပေါ့အဲအဲ့လိုပဲပြောမှာပေါ့ဒါပေမဲ့အိမ်ကလည်းအမေတရားလည်းတောင်းပါတယ်အဓိကကလည်းဟိုလိုမျိုးအကျယ်ကြီးလည်းလောက်တာမဟုတ်ပါဘူးလက်ရှိခေတ်ကာလအနေထားကြီးကဖြစ်ပြနေတဲ့အကြောင်းအရာကြီးအကြောင်းဟို ဘယ်လိုကောင်းမလဲကျွန်တော်မီဒီယာတွေတောင်ကျွန်တော်မဖိတ်ဖြစ်ဘူးမီဒီယာညီကောင်မတော်မှပြောเนาะကျွန်တော်ဒီအတိမိတ်ဆွေတချို့တကယ်ကြီးအပေါင်းအသင်းလောက်နေပဲအချင်းချင်းပဲလုပ်ဖြစ်တာပါတချို့ဆိုလည်းရင်းနှီးတယ်ဖိတ်ဖို့မေးချင်ခဲ့လို့လည်းရှိရဲအဲ့လူတွေလည်းဒီကနေပြီးတော့ကျွန်တော်ညွညွတောင်းပန်ပါတယ်ခင်ဗျအဲဘယ်လိုစားတွေ့ရလဲဆိုတော့ကျွန်တော်တကယ်ချင်းလင်မယားပေါ့သူတို့မိတ်ဆက်ပေးတာမိတ်ဆက်ပြီးတော့အဲ Google လည်းသဘောကျတယ်အဓိကတရားတရားလေးလာတာပေါ့ လေးလိုက်ရင်လေးလိုက်နဲ့ပဲအစီအပြေလို့ချိဆက်သွားကြတာပါအဲအဓိကတော့ကိုယ်ပေါ်နားလဲတယ်ကိုယ်ပြင်ထွက်နေတဲ့အချိန်မှာ စိတ်ချရတယ်ပေါ့အဲကြောင့်မလို့ကျွန်တော်ကိုယ်လည်းချစ်တယ်ကိုယ်ကလည်းချစ်ပါအဲကြောင့်မလို့ကျွန်တော်ရွေးချစ်ပြတာအတွက်လေးမယ်ပါခင်ဗျာလူပြိုဘွားနဲ့အင်တော်နဲ့ဘွားဘာကွာသွားလဲဆိုတော့လူပြိုဘွားကျတော့ကိုနေချင်းတို့နေလို့ရတယ်တကယ်ကြီးအပေါင်းအသင်းနေနဲ့ကျွန်တော်ကလိုလိုလဲနေရတော့ကြိုက်ကျွန်တော်ရဲ့ life style မှာ ဟိုပလန်ပါပေါ့ကျွန်တော် life plan မှာကျွန်တော်အိမ်အောင်ပြုဖို့ဆိုတာကျွန်တော်တစ်ခါမှမစဉ်းစားခဲ့ဘူးပေါ့နော်အဲသူနဲ့ကြတော့ဒါဒီလိုပဲကိုယ်ပေါ်လဲကောင်းတယ်ကုစားပါလဲပါတယ်ကိုကိုယ်တိုင်လဲချစ်တယ်ပေါ့အဲ့တော့ကြောင့်မလို့လက်တွဲပြစ်သွားတယ်အဲအိမ်အောင်ကြွားရတဲ့ခါကျတော့ဘယ်လိုကောင်းမလဲထိမ့်သိမ်းရမယ့်အပိုင်းတွေတော့ရှိသွားတာပေါ့ကိုယ့်ကိုအဲအဓိကတော့ကိုယ်ကောင်းတယ်လို့ပြောချင်တာပေါ့ဒါမှမဟုတ်လဲကိုယ့်အိမ်အောင်ဘက်ပေါ့အကောင်းဆုံးတိစ္ဆာရှိနေအကောင်းဆုံးကြိုးစားသွားရမယ်သူ့အတွက်အဲဘယ်လိုကောင်းမလဲယောက်ျားကောင်းတယောက်ဖြစ်အောင်ကိုယ်ကကြိုးစားမှာပေါ့ ကောင်းပါလေနားလဲပါလေကျွန်တော်ပေါ်အစသရကိုယ်ပဲဦးစားပေးပြီးတော့ကိုယ့်အတွက်ပဲကြည့်တယ်ပြန်မှာကိုယ်ပေါ်အဓိကကျွန်တော်ပေါ်ရန်မေတ္တာထားတယ်ပေါ့နော်အစသရအဆင်ပြေပါလေနုပညာကလည်းကျွန်တော်ဆက်လုပ်ပြအောင်ပါအခုရိုက်ထားတဲ့ဇလန်တွေလည်းရှိတယ်ပြိမ့်မဲ့ဇလန်တွေလည်းရှိသေးတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ကမှကျွန်တော်ရေးသားရထားဘူးတဲ့အခါမှအဲ့လောက်ထိဂယူအစိုက်မခံဘူးပေါ့နော်အဓိကအဲအဲ့ဒါကျွန်တော်ဟိုဒါဟာတန်းနေနဲ့ပြောတာပေါ့ တကယ်လည်းကိုယ့်ဘောကောင်းပါတယ်ဂီယူဆိုင်တယ်ဒါပေမဲ့ तू ဆက်စားရင်အရင်ကဂီယူဆိုင်တော့ကျွန်တော်နေတော်မနေတတ်ဘူးသေးလားဟာလို့ငါဘောမှာအဲ့လောက်ဒီဂီယူဆိုင်တဲ့မိမမမြင်ဘူးပေါ့နော်ဗျာဘယ်ဟုတ်မလဲ तू ကြလေးမယ်ဆိုတော့လေးမမှာသူကစားပြပေးရတဲ့လူတွေလေအဲ့ဒါကြောင့်သူတို့ကြအချင်းပြင်းနေတာနောက်ကျတငကြီးနေနေတွေ့လဲကို့အမမဟုတ်ဘူးတခြားအပေါင်းသေးတငကြီးနေနေတွေ့လဲသူကလိုက်ပြီးအကုန်လုံးလိုက်ကြည့်ဆာပြီးအဲ့လိုလိုက်လို့ပြီးတယ်ဆက်သူတို့တော့ကျွန်တော်အမြဲစနေတယ်ငါငါ့ကိုလည်း view site တယ်ထင်တာလို့နေအကုန်လုံးလိုက်ပြီး view site တယ်ပေါ့နော်ဗျာ ဒါမဲ့လည်းကိုယ့်ဘော်တကယ်ချစ်ပြီးတော့မြစ်တာထားပါတယ်တကယ်လက်ခံယူဆိုင်အဲချစ်သူတတနှစ်နှစ်ပေါ့ကျွန်တော်နှစ်နှစ်အတီးပြည့်တဲ့နေ့ပေါ့အဲ့နေ့မှာပဲမင်္ဂလာဆောင်ပြစ်တာတတ်သမီးကတော့ယူမယ်ဆိုတော့ယူလို့ရပါတယ်ဒါမဲ့လည်းဒါရှိအခြေအနေနဲ့ကတော့ဟိုစဉ်တော့စဉ်းစားတာပေါ့ဟိုတာသမီမိုးလာပြီဆိုရင်တော့အကောင်းဆုံးနေလှုပ်ပေးချင်တာပဲလေဒါပေမဲ့လည်းအဲ့တော့ကျွန်တော်ကြောက်လည်းအရင်စဉ်းစားတတ်တဲ့လူဆိုတော့ဟိုကကလေးယူဖို့ကအရင်စဉ်းစားရတယ်အဲ့လိုဖြစ်နေ လို့လိုချင်ပါလေကိုနဲ့တူတဲ့အသားမီးမီးလေးတော့လိုချင်ပါဘူး။ဘလို့အတိတ်ပဲပြောဆိုချင်လဲဆိုတော့ငါကိုတက်စီနီယာကြားရလို့လည်းအများကြီးရှိပါတယ်။ဒါပေမဲ့အဓိကတော့အဲနှစ်ယောက်ထပ်တူကြာသွားလို့လက်ထပ်ဖြစ်သွားတယ်။ အဲဒီအိမ်တော်တစ်ခုကိုတည်မြဲဖို့ကျွန်တော်အကောင်းဆုံးစူးစမ်းရမယ်ပေါ့နော်အဲအဲ့ဒါပဲကျွန်တော်ပြောချင်တာအင်းလေးအတွက်ရမုံငွေဘောလုံးဘွက်ကံမယ်ဆိုပြီးတော့ဖိတ်ခေါ်ရတဲ့ကြောင့်မလို့ကျွန်တော်ပေါဝင်ပြစ်တာရှင်းပြီးခဲ့လာတော့ကျွန်တော်တို့ဟိုမှာပြီးခဲ့လာတော့ကကြတော့အဘိုးမှာအဘိုးမှာတဝဲကံပြီးပါပြီအခုကကြတော့ဒါဒီရန်ကုန်ကြမ်းမမကံမယ်ဆိုလို့ပေါဝင်ပြစ်တာကံနိုင်လားတဲ့ကျွန်တော်ကံနိုင်ပါတယ်လို့ ဟုတ်ပါကျွန်တော်ခုမှလောလက်လက်ကျွန်တော်အိမ်အောင်ပြုထားတော့စကြတယ်ပီတီရတော့ဖြစ်ပါလေဒီငလင်းတန်ခံရတဲ့ဒီဒေတာလူတွေအားလုံးအတွက်ဟို ကိုယ်တိုင်မခံစားပေမဲ့ဟိုဘယ်လိုခေါ်မလဲဆိုရှယ်မှုကြီးကြီးမာတယ်တချို့ဆိုအသက်ဆုံးရှုံးတယ်တချို့ဆိုအိုးအိမ်ကြီးပျက်စီးတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့တကယ်စိတ်မကောင်းပါဘူးမန္တလေးမှာဆိုတော့ကျွန်တော်ကိုယ်တိုင်ကိုကြရလဲသွားလှူပြီးသွားပြီအဲပြီးခဲ့လာလဲဒီရံမုံငွေပွဲဘောလုံးဆိုတော့ဒါကျွန်တော်တို့ကလဲဘောလုံးကန်တဲ့လူတွေဆိုတော့ပေါ့နော်တကယ်ကိုဝါသနာလဲပါတယ်ကိုတို့လဲအဆင်ပြေပြီးတော့တစ်ဖက်တစ်လက်လဲရံမုံငွေရှာရှာပေးတယ်ဆိုတော့ကျွန်တော်အားကြောင့်မလို့ဝင်ပါပြစ်တာပါ